ဘောလုံးကန်ရင်နဲ့6လောက်ကျိုးသွားတော့လေရုပ်တရက်ကြီး operation လုပ်ရတယ်ဘလို့မှမဖြစ်တဲ့အချိန်မှာ तू อ่ะအဲ့ဒီဒီ page လေးကိုတွေ့တဲ့အခါမှာဒီရဆရာတွေကဒီအကျိုးအမြတ်ကိုဗရဏမထားဘဲနဲ့တေချာကိုတင်ပေးတဲ့ဥမာတကက်ကိုဆရာတွေအိမ်ခေါ်ထားတဲ့အတိုင်းပါဆိုလည်းလေးလာခဲ့တာအများကြီးအထောက်အကူပြုပါတယ်ရန်ပြောတာပါပေါ့နောက်တစ်ခုကကြတော့ဒီ အဇိုလန်းကိုလည်းကျေးဇူးတင်စရာတွေတခုလိုမျိုးစုပ်ပွဲပွဲလက်ရောက်ပြောချခွင့်ရတာလည်းအရင်ပြောမိပါတယ်။မိမိဟိုမိဘရဲ့သူကခွန်ယူရတဲ့သူလည်းပြောချင်မိပါအဲ့ဒါပါ။ဟုတ်ကဲ့။ဟုတ်ဟာအရင်ပြောပါတယ်။ငါဘာသာဆိုတော့ဟိုကစူးစားခဲ့ရတော့ဖြစ်ခဲ့ကြတယ်လေဝမ်းသာပါ။အော်ဟုတ်ကဲ့ပြောပါရှင်။ကိုမတင်မထားတဲ့ဘာသာတွေကြောင့်ကုံလို့ရလာတဲ့သူကကြောင့်တော့ဝမ်းသာပါတယ်ပေါ့နော်။နောက်ပြီးတော့ကုံတွေးအောင်ဘယ်လိုလုပ်လဲဆိုတော့အဲတနေ့စာတနေ့ပဲအဲ့လိုဟိုအချိန်မှန်ပဲပုံမှန်လုပ်ဖြစ်ရတဲ့ စာရေးကြည့်အောင်လုပ်ပြီးမှဆီယမားတွေကောင်းတဲ့အတွက်ချက်ပါအကုန်လုံးရလို့ထင်ပါတယ်။အောင်မြင်တဲ့အချိန်ကတော်တော်လေးပျော်ပါတယ်။ဒါပေမဲ့ကိုက၅ခုလောက်မှန်းထားပါတော့။လို့ကပ်ပြုတ်တာလေးရှိတော့နည်းနည်းတော့နှမျောမိပါတယ်။ပျော်ပါတယ်။ရမ်းပျော်ပါတယ်။ပထမဆုံးအောင်ရဲဆိုတဲ့အတွက်ကြောင့်မလို့တော်တော်လေးစိတ်ခံစိတ်လှုပ်ရှားရချက်ဖို့လည်းကောင်းပါတယ်။တနေ့ထက်နဲ့အောင်ရဲဆိုတော့ရမ်းပျော်မိပါတယ်။ဟုတ်ဒီအခက်ခဲကြီးကိုလုံးဝကြော်လွှားပြီးွားပြီဆိုတော့ ရင်းနှီးမှရှိအလုံးတွေအကုန်ကြာပြီးတော့ပေါ့ပါသွားရဲ့တခံစားရပါတယ်ဘာလို့ကြောင့်ပျော့တာပေါ့နော်မတရားဖြစ်ဆုံးတော့ဟာဒီဘက်မှာ6လောက်ကျိုးရအောင်ဘောလုံးကန်ရင်းနဲ့6လောက်ကျိုးရတော့လေရုပ်တရက်ကြီး operation လုပ်ရတယ် operation လုပ်ရတဲ့အပေါ်မှာဒီအကြောင်းကလည်းတန့်နေတယ်အဲ့ဒီအချိန်မှာတည့်ရမလားဟို ဘယ်လိုပြောရမလဲဟို guide တွေခေါ်ဖို့ကလည်းအစမှာဆိုအစင်နေမပြေဘယ်လိုမှမဖြစ်တဲ့အချိန်မှာ तू ကအဲ့ဒီဒီ page လေးကိုတွေ့တဲ့အခါမှာဒီရဆရာတွေကဒီအကျိုးအမြတ်ကိုဗရဏမထားဘဲနဲ့တေချာကိုတင်ပေးတော့မှာတကယ့်ကိုဆရာတွေအင်ခေါ်ထားတဲ့အတိုင်းပဲလေ့လာခဲ့တာအများကြီးအထောက်အကူပြုပါတယ်။မလေးတို့ပါဆိုလည်းသူကတင်ကြားပေးတဲ့ဆရာဆရာမတွေကိုဒီထဲမှာကအောင်မြင်တည်တတ်ပါစေလို့အမသသားမင်းနဲ့ဆုတောင်းပေးပါတယ်ဒီမှာ။ဟုတ်အမတ်တရာတော့ဆရာမရဲ့မွေးနေ့မှာတကယ်ချင်းနဲ့အတူတူပြောခဲ့ရတော့အဲ့ဒါအမတ်တရာအဖြစ်ဆုံးပါ။ အဲ့တော့မရှိဘူးဟောလာဒါပေမဲ့အเจ้าမှာအာဒီလိုပဲစားလုပ်ပြီးတော့မရတာပြောရှိလို့ရှိရင်ဟောဆူလန်ကနေပဲလို့ပြန်ပြန်ကြည့်ဖြစ်တယ်အဲ့လိုမတရားမျိုးပဲရှိပါရှင့်အဲဆာမရရဲ့အချိန်မှာဆာမရတွေကိုရစ်တဲ့အချိန်ကဗျာမညာဆုံးပါပဲအဲ့တော့အဲ့လိုမျိုးအိမ်မှာ တငယ်ချင်းလေးနဲ့စာလုပ်တဲ့အခါမှာမတိရရှိတဲ့ခါကျရင်ဝါဇူလန်းနဲ့အုပ်စုလိုက်ကြီးကြည့်ပြီးတော့အဲ့လိုမျိုးတယောက်တယောက်စီပြန်ပြီးရှင်းပြတာတို့နားမလဲတဲ့ခါကျရင်ဝါဇူလန်းကဘယ် chapter အဲဘယ်သင်ငန်းစာရဲ့ဘယ်အောင်နားမလဲဘူးလဲဆိုတာကိုသွားပြန်ကြည့်ရတော့ဗါရောအဲ့လိုမျိုးကနည်းနည်းပျော်ဖို့ကောင်းတဲ့ပုံစံမျိုး ပြန်ပေးချင်တာတော့ why you started ပေါ့နော်အဲ့ဒီမိကုံးလေးကိုအမြဲတမ်းသတိရနေစီပြောချင်ပါတယ်ကိုဘာလို့စတင်ခဲ့တယ်ဆိုတာအမြဲတမ်းသတိရနေမှာကိုဘာဆက်လုပ်ရမလဲဆိုတာကိုသိနေမှာပါအဲ့ဒါလေးပဲပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဒီဒီ grade တွေကအရေးကြီးတဲ့လျောက်တစ်နှစ်ပတ်လုံးတော့စာအုပ်စာအုပ်တော့ဖိဖိစီစီလေးစူးစမ်းပါလို့ဒါမဲ့လည်းအနားယူရတဲ့အချိန်မှလည်းအနားယူပြီးတော့ဒီဟိုဖြစ်စူးစမ်းပါလို့တော့ပြောချင်ပါတယ်အကြံပြုချင်တာကတော့အဲ့လို grade 12ဆိုတာကကံညာဝရိယ3ခုလုံးနဲ့ဆိုင်နေပါတော့အဝရိယလည်းကောင်းရမယ်ကိုက ညံမကောင်းဆိုရိယကိုနှစ်ဆသုံးစားအများထောက်ပို့ပြီးတော့အားထုတ်ရမယ်ပြီးလို့ရှိရင်ကံကောင်းအောင်လို့လည်းဖရားတရားမေ့ဖို့လည်းပြောချင်ပါတယ်ပြီးရင်စာကိုအဲ့လိုဘိုင်းဟက်ကြက်တာထပ်ပေါ့နော်အဲ့လို concept ကိုတိတ်တေချာနားလည်အောင်လုပ်ပြီးမှကြံဖို့အကြံပြုပါတယ် ပြီးတော့တနေ့တိုင်းတနေ့လည်းပုံမှန်လုပ်ပြီးတော့ revision များများလုပ်လေပိုကောင်းလေပါဟုတ်ကျူးစားရုံနဲ့ဘယ်လိုပြောမလဲရတာမဟုတ်ဘယ်နဲ့ကိုစိတ်နှစ်ပါလုံမှာပေါ့နော်ကိုဖြစ်ချင်တဲ့အတိုင်းအတာဖြစ်ကိုကိုတတ်မှတ်ထားမှာဘယ်လိုပုံမှန်ဆင်ပြေနိုင်လဲပေါ့နော်အဲကိုကအဲကျူတို့ကျူးစားရဲ့ဘလောက်တိုင်းတာဖြစ်ကိုမန်းထားလဲဆိုတော့အရန်မူတည်ပေါ့နော်ကိုမန်းထားတဲ့လောက်ဖြစ်နိုင်ပါမလားဆိုကိုကကိုကျူးစားဖို့လိုအပ်ပေါ့နော်စာကိုအကြည့်မှတ်ထားပဲနဲ့တနေ့စာတနေ့လုပ်ဖို့ပဲပြောတယ် ကိုကစာမရဘူးဆိုလဲသူများရရနေပြီးငါမရသေးဘူးဆိုရဲစိတ်ကိုမထားဘဲနဲ့ဖြည်းဖြည်းနဲ့မှန်မှန်လေးစာကိုလှုပ်သွားပြီးွားရင်အမ် like ဝါဇူလမ်းမှာရှိတဲ့ quiz လေးတွေကိုဖြည့်ပြီးတော့ဟိုဘယ်လိုမှမစာလေးရတော့တော့ရသေးပါရဲ့စူးစားလို့ရသေးရဲ့ဆိုရဲစိတ်ကလေးကိုမွေးပြီးတော့တခြားဆက်လုပ်ကြပါလို့အကြံပြုပါရဲ့တိုင်ကျပဲလေးကိုမှန်မှန်လေးထားပေးပါလို့ဖုန်းနေအရန်ပြီးတော့မကြည့်ပဲနဲ့ဗောနော်စာလေးတွေတိတိကျကျလေးလုပ်ပေးပါလို့ပြောချင်ပါရှင့်